နမဲကြီးဖြစ်တဲ့စားကိုဆွဲလန်းပြီလို့ဖျားရှင်ကိုတိုင်းချွတ်ရတဲ့ဩဒရယဟန်ဇတ်ကြောင့်ဒါကတော့နမဲကြီးဖြစ်တဲ့စားကိုဆွဲလန်းပြီလို့ဖျားရှင်ကိုတိုင်းချွတ်ယူရတဲ့ဩဒရယဟန်ဇတ်ကြောင့်ပဲဖြစ်ပါရဲ့ဖျားရှင်လက်ထက်တုန်းကတိရိမာနဲ့မမေးရရင်ခင်မမီဦးဆိုတဲ့စကားမျိုးရေပန်းစာရီတီနမဲကြီးကြော်ကြတဲ့ပြည်တစားမှတယောက်ရှိခဲ့ပူပါရဲ့ ဒါပေမဲ့လည်းကံကြွေးကုံရင်ရဲရတဲ့ဆိုသလိုသီရိမဟာယုတ်တရက်ကြီးပြည့်တစားဘဝကိုဆွလွန်လိုက်ပြီးတောတာပန်တီကနေစဉ်နေတိုင်းရဟန်းတန်ခါပေါင်းကိုကိုရိုင်းကွန်ကြဆုံးခဲဝဲပေးလူလိုပါတယ်။ဒီလိုနဲ့သီရိမစီမနေစဉ်အလူခံရတဲ့ရဟန်းတပားဟာအော်ဒရာဆိုတဲ့ရဟန်းငယ်လေးကိုဒယကာမသီရိမဟာဘလောက်လှကြောင်းချောကြောင်းယောက်ျားဖို့တွေတဘာဝအရပြန်ပြောပြပါရတယ်။ ဩဒရယဟန်းငယ်ဟာနေစဉ်သီရိမာကြောင့်ကြားတဲ့အခါသီရိမာပေါ်မှာမမြင်ရသေးခင်မှာတွင်ချက်စိတ်တွေယိုကြပြီးတတ်မှတ်ခြင်းတွေဖြစ်လာခဲ့ပါတော့တယ်။ အဲနောက်မှာတော့ယဟန်ဟာမိတ်ဆွေယဟန်၈ပါးရဲ့ခေါ်ဆောင်မှုတွေကြောင့်သီရိမာအိမ်ကိုရောက်သွားပြီးရဲ့နောက်မှာတော့သီရိမာရဲ့အလှပနဲ့အဲဝတ်ဂျေပုံမှုတွေပေါ်မှာဆွဲလန်းခြင်းတွေထပ်ပွားလို့လာပါတော့တယ်။များမကြခင်မှာပဲအော်တိုရာယဟန်ရဲ့နှစ်ကလေးပတ်လုံးကိုရင်းမှာဂိမ်းအောင်စုဝေးတည်ရှိနေတဲ့ကိလေသာဟာလှုပ်ရှားဖြစ်ပေါ်လာပြီးသီရိမာပေါ်မှာဆွဲလန်းစိတ်တွေကြောင့်စောနာမစားနိုင်မဲနဲ့တပိတ်ကိုယူတောင်းကိုပြန်ပြီးသင်ငန်းထောင်စွန်းကိုဖြန့်ခင်းကအိပ်ရှာရပါတယ်။ အင်းနေညာချမ်းမှာပဲသီရိမဟာကွယ်လွန်သွားပြီးတော့မြတ်စွာဘုရားကသီရိမအလောင်းကိုမတကြိုစေသေးပဲနဲ့လူသေးပင်ပြည့်စုံရာတုတ်တန်တစားပြေမှာကြီးရီမစားနိုင်စေပဲတုံးလုံးအိတ်ထားစေပြီးသုံးရက်တိတိဆောင်ရှောက်စေပါတယ်။သုံးရက်ကုန်ပြီးတော့လေးရမြောက်တဲ့နေ့မှာသီရိမကိုကဖူးယောင်လာပြီးကိုပေါင်ရှိတဲ့ဒွါရအမဝရီမပိုးလောက်တွေရယူထွက်လာကြပါပြီ။ကိုအလုံးကလည်းကွဲပြဲပြီးတော့ထမင်းကြအိုးစုဝေးသလိုဖြစ်နေပါတယ်။ ိမိတာရာအမင်းကြီးဟာဆိုရင်လေရာဇကြိုမျိုးကြီးမှာအိမ်ဆောင်ကလေးငယ်တွေကိုခြံထားရမှာဖြစ်ကြောင်းနဲ့ယဟန်ရှင်လူအပေါင်းတို့ဟာတိရီမာကိုကြည့်ရှုခြင်းကလာရမှာဖြစ်ပြီးမလာတဲ့သူတွေကိုရှစ်အသက်ပြားမင်းတန်တင့်စီရမှာဖြစ်ကြောင်းစီလေမောင်းခတ်စီပါတော့တယ် အရိစောအတန်ကိုကြားပြီးရနောက်၄ရက်တိတိတိရီမာကိုဆွဲလန်းပြီးအိယာတဲ့လဲနေတဲ့ယဟန်လေးအိယာကနေကမန်းကရန်ထကတိရီဓမာရုပ်အလောင်းစီကိုလာရှိခဲ့ပါတော့တယ်။အရိနောက်တိရီမာရဲ့ပုပ်ပွားနေတဲ့ရုပ်အလောင်းကိုပြပြီးတိရီမာအသက်ရှိစဉ်ကတိရီမာနဲ့တညတာပြောပွားဖို့အတပြားတပေါင်းနဲ့ညီများတဲ့ငွေပမာဏနဲ့တိရီမာကိုလိုချင်သူရှိကြမျက်စွာဖျားကမေးလျာဘသူတဦးတယောက်ကမှလိုချင်ကြမဖြေကြဘဲနဲ့စိတ်စိတ်သာနေကြပါတယ်။ ဒီနောက်အသပြား1900 900 600 500 900စသဖြင့်တန်မိုးကိုရောကြလာလိုက်လျာနောက်ဆုံးအလကားပေးရတော့မှဘယ်ပရိသတ်ကမှမလိုချင်ကြတော့ပါဘူးအဲဒီခါမှာဖျားရှင်ကလူပန်းကိုချစ်ခင်ဆုံးမတဲ့မာတုကာမကိုဒီယာစကြုံမြို့မှာပဲတထောင်ပေးပြီးအရင်နေ့တွေကတဏိတာအပိုင်ရကြပြီးအခုခါအလကားပေးတာတောင်မှယူမဲ့သူမရှိတဲ့အကြောင်းတွေကိုပြောကြပြီးတော့မမြဲတဲ့ရုပ်အတသဘောတွေကိုရဟန်းရှင်လူတွေမြင်တအောင်လို့တိရိမာရုပ်အလောင်းနဲ့လက်တွေ့ပြသခဲ့ပါရဲ့ရှင်။ ရွှေဘိုချန်နယ်ကနေတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်အသစ်သစ်တော်ကြားရရင်ပြန်လာခဲ့ပါဦးမယ်။